ကျွန်တော် performance ကိုမကြည့်ဘဲနဲ့ဒီကောင်တွေပဲ game ဆော့မယ်ဆိုရင်တော့မှတော်တော်ကြီးကြည်တောက်ရှင်းပုံစံမျိုးဖြစ်နေမှာဗျ။အမြင့်ဆုံး setting နဲ့ကစားတာကိုဒီဖုန်းကလုံးဝ AC ပဲလို့ပြောလို့ရတယ်။ official ဝင်လာတဲ့အတွက်ကြောင့်မို့ official brand ကိုတခါတည်း claim လို့ရမယ်။ Alright အကြောင်းလေးလည်းပြသွားပြီဆိုတော့ကျွန်တော် messenger မှာလာမေးကြတဲ့မေးခွန်းလေးတွေကဈေးတန်တန်နဲ့ game ဆော့လို့ကောင်းတဲ့ဖုန်းဆိုရင်ဘာဖြစ်မလဲပေါ့နော်။ Alright official ဝင်လာတဲ့ဖုန်းနဲ့မှာဆိုရင် Poco X7 Pro ဆိုတဲ့ဖုန်းလေးကျွန်တော်လက်တော်စမ်းပြနေရယ်။ ်အခုဒီကြားထဲမှာလည်းလုံအောင်ဟစ်ဖြစ်နေရဲ့ဖုန်းပေါ့နော်ဆိုတော့ gaming အတွက်ဘယ်လောက်လောက်ထိကျော်ရီအားကိုးလို့ရမယ်ဒီစီးထဲမှာအဆုံးနဲ့ကြည့်ရပါဦးဒီနေ့မှာ Poco ဆိုတာဘာလဲမသိသေးတဲ့သူတွေအတွက်ရှင်းပြရရင်တရှောင်းမီကနေပြီးတော့ခွဲထားတဲ့ brand ညာအရင်2018 August တုန်းကအိန္ဒိယမှာသူတို့ F1 ဆိုတဲ့ဖုန်းစပြီးတော့မိတ်ဆက်ခဲ့တယ် Fresh Killer ပဲပေါ့နော်အခုကတော့လုံးဝနာမည်ကြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ Poco တို့ပြောလိုက်ပြီဆိုတာနဲ့ကိုနောက်ထပ် brand တစ်ခုအနေနဲ့တော့မှလူတွေကသွားပြီးတော့စိတ်ဝင်စားကြပြီ။ Poco series မှာ၄မျိုးရှိတယ်။ C ရှိတယ်၊ M ရှိတယ်၊ S ရှိတယ်၊ F ရှိတယ်။အခုဒီကောင်လေးရဲ့ X series Pro ဆိုတော့ X series ကျဲသွားပြီးတော့ဝင်မှာပေါ့နော်။နောက်ထပ် C series ကျဲက C75, C61 ထပ်ပြီးတော့ official တွင်းလာအောင်မယ်လို့ပြောတယ်။ဒီ X7 pro ကတော့တရုတ်မှာဆိုရင် remitter ကို follow ခေါ်တယ် official ဝင်လာတဲ့အတွက်ကြောင့်မို့ official brand ကိုတခါတည်း claim လို့ရမယ် AI ဘာညာဆိုရင်လည်း Gemini နဲ့ Sagittarius research တွေတခါတည်းပါပြီဒါပဲပြီး global brand နဲ့လာတာဖြစ်တဲ့အတွက်ကြောင့်မို့ Google နဲ့ဆိုင်တဲ့ app တွေအကုန်လုံးက AI စစ်စစ်ဒီမှာအထင်ကောင်းဖြစ်သုံးလို့ရမှာ verification နောက်ကျရဲဆိုတာဒီမှာ ဘာမှကြားမှာမဟုတ်တော့ဘူးဗျာ so software running ဘာမှစိတ်ပူကြမလို့ကျောင်းလက်ထက်ကလာတော့ black ကိုမှမှချူးချုံသွားတာလားနောက်ထပ်အဝါနဲ့အမဲနှစ်ယောက်ဆက်ထားတဲ့ကောင်လေးရှိသေးတယ်အဲ့ကောင်လေးကတင်းခါလာလို့ပဲပြောမလား SU7 Ultra ရဲ့ main color နဲ့အောင်မှသွားပြီးတော့ဆက်တယ်သူအနောက်ကတော့နည်းနည်းလေးအလင်းပြန်တဲ့အတွက်ကြောင့်မလို့ကျွန်တော်လက်ရာလေးမြင်နိုင်တယ်ပေါ့ဗျာဒါပေမဲ့လက်ထက်ကရတဲ့ feel ကတော့မစိုးဘူးတအားကြီးလေးလေးလည်းမခံစားရဘူး weight က190နမ 6g ပဲရှိလို့လည်းဖြစ်ကောင်းဖြစ်လိမ့်မယ်ပြီးတော့ဒီနောက်ပိုင်းထွက်တဲ့ဖုန်းဖြစ်ပေမဲ့လို့ camera bank က မထူဘူးပေါ့နော်ကျွန်တော် flat body ကိုကင်မရာဘက်အရန်မထွက်တာလိုချင်နေဆိုရင်တော့ဒါမျိုးလေးမဆိုဘူးပုံမှန် performance အသားပေး phone တွေမှာမတွေ့ရတဲ့ IP66 ဆိုတာလေဒီကောက်မှာတခါတယ်ပါလာပြီးသားပဲနောက်တစ်ခုကတော့ disk ပဲ Poco X7 Pro ရဲ့အားသာချက်တွေမှာထည့်ထားလို့ရတယ်6.67 inches ကိုမှာ120 hertz 12 bit AMOLED နဲ့လာပါပြီးတော့ 1.5K resolution နဲ့တခါတယ်ပါမယ် ပိုကိုရဲ့အခေါ်အရဆိုရင်တော့ဒီ Dix Beer Crystal Rex Flow Ammo Lab ပေါ့နော်။ Mineral Brightness က300နဲ့နေစီရမှာ။ဆိုနေဘူးတဲ့ပညာမမြင်ရမှာစိတ်ပူကြတာမလို့ Dolby Vision နဲ့ HDR Tablet အကုန်လုံးပါမယ်။ညာဘက်ကျတော့ဖုန်းကြည့်မယ်ဆိုရင် message ထိခဲ့တာတက်တအောင်လို့ PWM Dimming 1920 Hz ရှိပါတယ်။ Game Software တွေအတွက်ဆိုရင်2560 Hz လောက်ရှိတဲ့ Test Sample Rate လည်းတစ်ခါတည်းပါလာပြီးသား။ကျွန်တော်တို့ရေဆွဲလက်နဲ့သုံးမယ်ဆိုရင်လည်း Wattage Display ပါလာတယ်။ဆိုတော့ Display ကိုက ဘယ်ဘက်ကနေပြီးအားနေချက်ရှာအောင်ရှာမှမသိတဲ့ဖုန်းပဲဆိုတော့ကျွန်တော် performance ကိုမကြည့်ဘဲနဲ့ဒီကောင်နေပဲ game ဆုံးမယ်ဆိုရင်တော့မှတော်တော်ကြီးဘယ်လိုပြောမလဲကြည်တောက်ရှင်းပုံစံမျိုးဖြစ်နေမှာဗျာတိလားဒါပေမဲ့ game ဆုံးခြင်းရဲ့ user တွေကလည်းဒီဖုန်းကိုယူရအကြောင်းရ performance အကြောင်းလို့ပြောလို့ရတယ် SOC က media check ရဲ့ damage 6400 ultra နဲ့လာတဲ့ဖုန်း GSMC ရဲ့4 nanometer အဲ့လိုဒီမှာလဲ1.7 million လောက်ရှိတဲ့ score ထိရောက်တာဆိုတော့ခွဲကို Snapdragon AS Gen 3ထက်တာတဲ့အမှတ်လို့တော့မှာကျွန်တော်ပြောမယ်ဆိုပြောလို့ရတယ်အဲ့ဒါပေါ်မှာ liquid cool technology 4.0ပါလာတယ် performance အသာပေးတဲ့ phone ဖြစ်တဲ့ကြောင့်မလို့ cloud cool down ဖြစ်မလဲဆိုတာလည်းအရေးကြီးတယ်အဲ့တော့ဒီ mobile legend pubg gaming event တွေစမ်းစော့တယ်ပေါ့နော်အဲ့ဒီအချိန်ဒီမှာ phone ကတော့မပူလို့တော့မရဘူးညာနှွေးတယ်ဆိုရအချိန်တွေတခုတော့ရှိရမှာပေါ့စက်ပစ္စည်းကိုဒါပေမဲ့ overheat ဆိုရ situation မျိုးတော့ကျွန်တော်တို့မကြုံခဲ့ရအောင်အမြင့်ဆုံး setting နဲ့ကစားတာဒီ phone ကလုံးဝ AC ပဲလို့ပြောလို့ရတယ် FPGA 5 RAM ပါလာမယ် UFS 4.0 storage အဲ့ကောင်တွေအကုန်လုံးကလည်း flash level တန်းလောက်ကိုသွားတာ game zone နဲ့အချိန်မှာ share speaker ဟက်ဒီဖီဘယ်တို့တကူမှလည်းရှော့မထားဘူး game ကြီးဆိုဖို့အဆင်ပြေအောင်လည်း live stream ရဲ့ temperature တွေ performance တွေအဲ့အကုန်လုံးကိုလည်း AI ကလုပ်ပေးမှာသူတို့ရဲ့အခေါ်ကိုအရဆိုရင်တော့ white boost 2.0အဲ့ကောင်ကကျွန်တော်တို့ gaming impact ကစားတဲ့ခါမှာတော့တော်တော်လေးသိတာတယ် FPS ပိုညင်ညင်ပေါ့ဗျာအဲ့တည်းလည်းအများကြီးလုံးဝကောင်းကျင်နေဆိုရင်တော့ကျွန်တော်တို့ cooling fan တစ်ခုလောက်တက်ပြီးဆော့တာပို့ပြီးတော့အဆင်ပြေတယ်နှွေးရလည်းရောက်လာတာဘယ်ဖုန်းဆို cooling fan လေးတက်ဆော့ရင်တော့ yeah ကျွန်တော်တို့ skill တွေလုံးဝကျတော့မှာမဟုတ်ဘူး ငကိုတည်းကလည်းကိုကစကီတစ်ခုတော့ရှိမှတော့ရမှာပေါ့ဂိမ်းဆိုရင်နောက်ထပ်စိတ်ချမ်းတာစီရတော့သူ့ရဲ့ဘက်ထရီပဲကက်ပါစီတီက6000 mAh ပါပါစီလီကွန်ကာဗွန်ဘက်ထရီကိုသုံးထားတယ်မနစ်ကနဲ့ရှင်မယ်ဆိုရင်တော့တထောင်လောက်ပို့ပြီးတော့များစွာတဲ့ကောင်မျိုးအဲ့ဒါမှမှ90 watt hyper charge ထပ်ပြီးတော့ support လုပ်တာသူ့ထက် battery charging speed တွေနည်းတဲ့ flash တွေနဲ့ ရှင်းမယ်ဆိုရင်တော့ဓာမျိုးဒီဈေးနဲ့တုံးရတာတော်တော်ကြီးကိုအားရဖို့ကောင်းတယ်လို့ပြောလို့ရတယ်ပုံမှန်အနေထားနဲ့ဆိုတရခွဲ2ရက် AC ခံတဲ့ဘက်ထရီပဲ performance တာပေး phone ဖြစ်တဲ့အတွက်ကြောင့်မလို့ကင်မရာမှာတော့ jewelry အများကြီး expectation မထည့်ထားဘူးပေါ့နော်သူတို့လာတာကလည်း Sony IMX A8 II နဲ့လာတယ်အဲ့ကောင်50 MP main lens ကပေါ်မှာ aperture size f1.5 နဲ့1.5ကဘယ်လိုပြောမလဲပုံမှန်ဆိုရင်အရင်က phone နဲ့1.7လောက်ပဲထားတာလိုလိုက်သွားမယ်ဆိုရင်အခု1.5ဆိုတော့ maybe လိုလိုက်မှာတော့ကောင်းကောင်းကောင်းနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့နေရာတိုင်းအတွက်တော့ အဲ့ Apache size ကဟုတ်မနေဘူး။ဒါပေမဲ့ OS ပါတဲ့သဘောကြတယ်။ Shutter speed တော့နည်းနည်းလေးမြန်တဲ့ချက်ကိုကျွန်တော်သိထားမိရယ်။ Ultrawide က8 megapixel, Selfie က20 megapixel သုံးမိထားတယ်။ Video မှာ 4K 60 frame per second ရိုက်လို့ရတာကကျွန်တော်ထင်ထားတဲ့ချက်ပဲ။ Software ကတော့ Android 15ကိုလုံးဝ base ဆိုတာလည်း HyperOS 2.0ဆိုတော့ yeah အရင်ကောင်တဲ့ဆိုင်ဒီကောက်မှာသုံးရတာအများကြီး smooth ဖြစ်လာတယ်လို့ပြောလို့ရတယ် Google အပြင်ပေါ်မှာသူတို့ရဲ့ကိုပိုင် AI features တော့ဝစုံစီတယ်ပေါ့နော်ဥပမာ AI note တို့ AI recorder AI subtitle AI interpreter AI fin software app တွေကတော့ major သုံးနေရမယ် security က၄နှစ်ဆိုတော့ total ၄နှစ်လောက်ကြီးညကြာကြာလေးကင်လို့ရမှာပေါ့နော် switch option တော့နှစ်မျိုးလာမယ်ကျွန်တော်အခုကင်တာရဲ့ ram tracking storage 256k version က14သိန်း9000 9000နဲ့မှ900နောက်ထပ် ram tracking storage 512k ကကြာတော့15သိန်း9000 9000နဲ့မှ900ကို ဘာကိုလိုအပ်လဲပေါ့မူတည်ပြီးတော့ညာဝယ်တာပို့ပြီးတော့အဆင်ပြေပါတယ်တခြားအသေးစိတ်ဘာညာသိချင်တာရှိရင်တော့တို့ရဲ့ official page လေးမှာတွားရွေးကြည့်တာပို့ပြီးတော့အဆင်ပြေတယ်ဆိုတော့ performance အသားပေး Apple Mirror phone နေနဲ့ပြောရမယ်ဆိုရင်တော့ဒီကောင်လေးကတန်တယ်လို့ပြောလို့ရတယ်ဗျာ design big quality နောက်ဆုံးရေစိုးပါခံတဲ့ကောင်မျိုးလေးပေါ့နော်အဓိကအသက်ချက်ကတော့သူ့ရဲ့ battery ကြိုက်တယ် performance ကြိုက်တယ် display ကလည်းတော်တော်ကြီးကိုမိုက်တယ်ထဲပါတယ်အဲ့ဒါကိုသူတို့ official Renio software app တွေမှာပေါင်းလိုက်မယ်ဆိုရင်ဒါလုံးဝအဆင်ပြေတဲ့ device ပေါ့နော်ကျွန်တော်ကြည့်နေကြရသူအနေနဲ့ Poco X7 Pro ကိုဘလို့မြင်လဲဘယ် version ကိုဝယ်လောက်လဲအောက် comment မှာ share လောက်မှတ်ငယ်ပေးပါကျွန်တော်အကြံဖြစ်ပါတယ်အားလုံးဟုတ်စပါ